ခြေတောက်တယ်ဆိုတာကနေ့စဉ်ကြုံနေကြရိုးစင်းတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတ်ပြီးထူးထူးထပ်ပြီးသဘောမထားမိကြပါဘူးတကယ်တော့အေးတောက်ခြင်းမှာအကျိုးကျေးဇူးတွေများစွာရှိကြောင်းကိုသိပ္ပံနည်းကြသူ့ရဲ့တနာတွေကသိရှိရပါတယ် လူသားတွေရဲ့ခန္ဓာကိုယ်မှာရေဓာတ်က60ရာခိုင်နှုန်းပါဝင်ဖွဲ့စည်းထားပါတယ်။အခြေခံဆဲတွေအတွက်မရှိမဖြစ်တဲ့အရာဆိုလဲမှန်ပါတယ်။တနည်းကိုရေဖန်ခွက်၈ခွက်လောက်တောက်သုံးနေတယ်ဆိုတာကိုလည်းပြောထားပါတယ်။ရေဓာတ်ကိုကိုယ်ခန္ဓာကနေရုပ်နဲ့မသွားစေဘဲနဲ့နှီးမျိုးစုံနဲ့ဖြစ်တင်ထားတင်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာကတော့ရေမြများတောက်ခြင်းရဲ့အကျိုးကျေးဇူးလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ ထမအုံဆုံးတစ်ခုကတော့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်မြင့်တင်နိုင်တာပါရေထက်ခါကျောက်လာတဲ့အခါမှာရုပ်ပိုင်းဆိုင်ရာဆွဆောင်မှုတွေကိုထိခိုက်နိုင်ပါတယ်အထူးသဖြင့်တော့ပင်းထန်တဲ့လေ့ကျင့်ခန်းတွေပြုလုပ်နေတဲ့အချိန်နဲ့ဓာတီအိုးတို့ပူပြင်းနေတဲ့အချိန်တွေပါ ကိုကနာရဲကရေတဲ့200ခန်းလုံးလောက်ယောနေသွားရင်တော့မှပဲရေတဲ့ခန်းချောက်ချင်းကိုတတိတတခန်းဆိုင်ရမှာဖြစ်ပါတယ်ကိုခန္ဓာအပူချိန်ပြောင်းသွားတာအလုတ်ကိုစိတ်ပါလက်ပါမလုပ်နိုင်တော့တာပင်မနှုတ်နေတာဓာရီကိုခန်းစားလာရမှာဖြစ်ပါတယ်ရေတဲ့ကိုဖြည်တင်ထားပေးမယ်ဆိုလို့ရှိရင်တော့ဒီပဒနာတွေကနေကောက်ွယ်ပေးနိုင်ပြီးတော့ဖိစီးမှုတွေကိုလည်းရောကြစေနိုင်ပါတယ်ရှင်နောက်ထပ်ကောင်းကျိုးတစ်ခုကတော့အုံနောက်လုပ်ငန်းတွေကိုကောင်းမွန်စေတာပါရေတဲ့ပြေဝမှုရှိမရှိကအုံနောက်ပေါ်မှာတည်ရောက်မှုရှိပါတယ် ကိုခန္ဓာရဲ့100ခန်းလုံးဒါမှမဟုတ်300ခန်းလုံးလောက်ရေထဲဆုံးဆုံးရင်တောင်မှအုံနောက်လုပ်ငန်းဆောင်တော်တွေကို ထိခိုက်စေနိုင်ပါတယ်သူစေတနာတခုရဲ့ဖော်ပြချက်အရာရေထဲ1.5 900ခန်းလုံးဆုံးရှုံးတဲ့အခါမှာမှတ်ညံပိုင်းထိခိုက်တာစိတ်ပူပန်တာပြင်းမှန်းနှွမ်းနေတာဒါတွေဖြစ်လာပြီးတော့လုပ်ငန်းခွင်ဆက်ဆောင်ရေးတွေကိုလည်းထိခိုက်လာစေနိုင်ပါတယ်ရှင်နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ကောင်းကြိုက်တာကိုတတစီတာပါ။ရေထဲခန်းချောက်တဲ့အခါမှာကောင်းကြိုက်တာ၊ကောင်းတချံကြိုက်တာဒီလိုပြဿနာတွေကြုံလာတတ်ပါတယ်။ဒါဒီဥရုပ်ပုပင်းန တဲ့အခါမှာဆိုလို့ရှိရင်လည်းရေမြမြတောက်ဖို့လိုအပ်ပါတယ်။ရာသီဥတုကြောင့်အေးဓာတ်ခန့်ချောက်ပြီးတော့ခေါင်းကိုက်ခြင်းကိုတက်တာလာစေပါလိမ့်မယ်နော်။ နောက်တစ်ချက်ကတော့ဝမ်းချုပ်တာကိုတတစီတာပါ။ဒီတဲ့နေပါလာမယ်ဆိုရင်ဝမ်းချုပ်လာတတ်ပြီးတော့အိုလန်းချောင်းလှူရှောင်းမှုတွေနေသွားတာ၊ဝမ်းသာမှုတွေခက်ခဲလာတာ၊ဝမ်းမာတာဒါတွေဖြစ်လာတတ်ပါတယ်။ဒါကြောင့်မို့လို့ဝမ်းချုပ်လာတဲ့အခါမှာရေမြမြတောက်ဖို့လိုအပ်ပါတယ်။အိုလန်းချောင်းထဲမှာချောမွေ့နိုင်စေဖို့လည်းဖြစ်ပါတယ်။နောက်တစ်ချက်ကတော့စီချောက်တေတာကိုကွယ်ပေးတာပါ။စီချောက်တေတာဆိုလို့ရှိရင်စီလန်းချောင်းထဲမှာတထုဒတ်ပုံဆောင်ကလေးတွေစုပုံလိုက်ရကနေပြီးတော့ဖြစ်လာတာပါ။စီချောက်အများစုကကြောက်ကတ်တွေမှာဖြစ်ပေါ်တတ်ပါတယ်။ရေမြမြတောက်ပေးမယ်ဆို လို့ရှင်တော့အစီလန်းကြောင်းမှာတထုတက်တွေအနေမထိုင်အောင်အထောက်အကူပြုစေပါတယ်အဲ့ဒီနီးနဲ့စီကြောက်တဲ့ခြင်းကိုကာကွယ်နိုင်ပါတယ်ရှင် ောက်တစ်ချက်ကတော့အရက်အမူးလွန်ခြင်းကနေတက်တာစီတာပါအရက်တောက်တာများသွားလို့ရှိရင်နေရထိုင်ရမကောင်းတဲ့ခံစားမှုတွေဖြစ်ပေါ်လာစေပါတယ်အေကိုဟောကစီးသွားများစေရတဲ့ကြောင့်မို့လို့ရေဓာတ်ကိုလည်းဆုံးရှုံးနိုင်စေပါတယ်ရက်တောက်များသွားမယ်ဆိုရင်ရေငတ်တာပြင်းထန်ရွံ့နေတာခေါင်းကြိုက်တာအာချောက်တာဒါတွေကိုခံစားလာရပါတယ်ဒီလိုတွေမဖြစ်အောင်လို့အရက်တောက်နေတဲ့အချိန်မှာလည်းရေကိုပါတောက်နေပေးဖို့လိုအပ်ပါတယ်အိယာမွင်ကင်းမှာလည်းရေတပန်ကွက်လောက်အဝတောက်တင်ပါတယ်ရှင် ။နောက်တစ်ချက်ကတော့ဤမင်းမြတောက်တာကကိုယ်လေးချိန်ကြတဲ့အခါမှာထောက်ကူပြုစေပါရယ်။ဤမင်းမြတောက်တာကဘိုက်ကိုပြည့်စေပြီးတော့ဇီဝပြည့်မှုကိုလည်းမှန်ကန်စေပါရယ်။ သူစေတနာတစ်ခုမှာရေလီတာဝတ်တောက်တဲ့အခါမှာဒီဝါပြပြမှုကို24ရာခိုင်နှုန်းကနေပြီးတော့30ရာခိုင်နှုန်းနဲ့တိရစသမ5နာရီအထိပုံမှန်မြန်ဆန်သွားစေကြောင်းသိရပါတယ်။တနေ့ကိုရေ2လီတာတောက်ပေးမယ်ဆိုလို့ရှိရင်တော့66ကီလိုရီလောက်လောင်ကျွမ်းစေနိုင်ပါတယ်ရှင်။အစာမစားခင်နာရီဝတ်လောက်မှရေတောက်ထားတာကဘိုက်ကိုပြည့်နေစေပြီးတော့ကီလိုရီနည်းနည်းပဲစားသုံးမိစေကြောင်းဖူထားပါတယ်ရှင်။ရေရိုးရေရေတောက်တာကတော့ပိုကောင်းပါတယ်။ကုခန္ဓာအပူအချိန်တိုင်းဖြစ်လာအောင်လို့ရေကိုထိန်းကျူရတဲ့အခါမှာ ကျောင်းရင်ကိုအပူထက်ဆောင်သုံးတဲ့အတွက်ကြောင့်မို့လို့ကယ်လိုရီကိုလည်းထပ်မံလောင်ကျွမ်းစေနိုင်ပါတယ်ရှင်။ဒီလောက်ဆိုလို့ရှင်ရေမြမြတောက်ခြင်းရဲ့အကျိုးကျေးဇူးလေးတွေကိုသိလောက်ပြီလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။